မိဘတို့ကိုယ့်ရဲ့သားသမီးတွေကိုဘယ်လိုမှဆုံးမတွင်တင်ရမလဲနောက်ကပတ်တော်ထဲမှာတော့ကျမ်းစာထဲမှာဒီလိုပြောထားတာမိဘတို့သားသမီးတွေကိုစိတ်ဆိုးစေခြင်းကမပြုကြနဲ့သခင်ဖျားအလိုတော်နဲ့အညီဆုံးမတွင်တင်ခြင်းကိုပြု၍ကြွေးမွေးကြလောဆိုပြီးမှကျမ်းစာတော့ဒီလိုပြောထားတယ်အဲ့ဘက်အခန်းကြီး6ထဲမှာ အဘသူလို့ပြောတာကိုသားသမီးတွေကိုစိတ်ဆိုးစေခြင်းကမတွင်တင်ဖို့ရန်မဆုံးမဖို့ရန်ပြောထားတဲ့စကားမဟုတ်ဘူးစိတ်နာစေခြင်းကမပြုတ်ချနဲ့လို့ပြောတာဒီအရာကကိုသားသမီးတွေကိုမဆုံးမရင်ကိုသားသမီးအနာကဘဝအထက်မှာလမ်းပျောက်သွားမယ်ပျက်စီးသွားမယ်ယူယွန်းသွားမယ်ဘာကြောင့်လဲဆိုရင် ဒီနှုတ်ကပတ်တော်ကကုသသမီးတို့ဆုံးမအတွင်တင်တာသူတို့စိတ်ဆိုးတာစိတ်ကောက်တာခဏလေးပဲသူတို့ရဲ့ဘဝအနာကအားလုံးမိဘရဲ့လက်ထက်မှာရှိတာဖြစ်တယ်ဒါကြောင့်နှုတ်ကပတ်တော်နဲ့အညီဆုံးမအတွင်တင်ပါလို့ပြောတယ်နံပါတ်၁ဘာလဲဆိုရင်ကုသသမီးတို့ကိုစီကံတစ်ခုထားပေးရမယ်စီကံအဲ့ဒီစီကံကိုကူကလည်းလိုက်လျှောက်ရမယ်နာခံရမယ်မနက်ကို6နာရီထရရမယ်နော်ငါအသားဆိုပဲ6နာရီ သမီး9နှစ်ရီစားရမယ်နော်။ကြောင်း9နှစ်ရီ8နှစ်ရီတွားရမှာ။အဲ့ဒီလိုမျိုးစီကံစော့ကစားတဲ့အရာတေးတေးတက်တက်အဲ့ရာထတာနဲ့ဖယားနဲ့အချိန်ယူရမယ်။ဝတ်ပြုတ်ရမယ်။တဘူးရှင်းလောက်ရမယ်။အဲ့ဒီလိုမျိုးအဲ့ဒီအရာသူတို့ရဲ့ဘဝအနာဂတ်ကိုလပစေတာဖြစ်တယ်။နံပါတ်1စီကံတစ်ခုချမှတ်ထားပေးရမယ်။တားသမီးတွေကိုဆုံးမတဲ့အခါမှာအဲ့ဒီစီကံကိုချူဖောက်တဲ့အခါမှာဆုံးမရမယ်။ရိုက်ရမယ်။တွင်တင်ရမယ်။ နံပါတ်2တားသမီးတွေနဲ့ဖျားဖို့အထဲမှာအချိန်ယူရမယ်ဖျားထဲမှာမိဘနဲ့တားသမီးကြားထဲမှာယဉ်ညီမြုပ်နှံမှုဆက်ဆံမှုရှိရမယ်ကိုယ့်ရဲ့တားသမီးတွေကိုအချိန်ပေးရမယ်ကိုယ့်ရဲ့တားသမီးတွေကိုသူတို့ရဲ့ဝါသနာတွေကိုလက်ယိုးပေးရမယ်လှုပ်ဆောင်ပေးရမယ်တားသမီးတွေနဲ့ တနည်းပြောမယ်ဆိုကောင်စလင်းလုပ်ရမယ်ဆွေးနွေးတိုင်ပင်ရမယ်ဒီသားရဲ့အာတာချက်အားနေချက်ဘယ်လိုမျိုးရှိတယ်ဒီသားအခြေအနေဘယ်လိုမျိုးရှိတယ်လဲဆိုတော့သူတို့ကအချိန်ပေးပြီးမှအတူတကွမွေ့လျော်ပျော်မွေ့ပြီးမိဘရဲ့မေတ္တာခံစားပေးဖို့ရလိုအပ်တာဖြစ်တယ်အာမင်နံပါတ်3အချက်ကဘာလဲဆိုရင် ရဲ့ဘဝအနာကမိဘနဲ့ကြွားသွားတဲ့အခါမှာသူ့ခြေတော့သူရက်သွားတဲ့အခါမှာလုံနိုင်ဖို့ကောင်းဆောင်လုံနိုင်ဖို့အရေးချင်းရှိသောသာသမီတွေဖြစ်လာဖို့နိုင်ငံကောင်းဆောင်အသင်းတော်သာသနာအဖွဲ့အစည်းထဲမှာလူကိုဦးဆောင်နိုင်ဖို့ရန်ကျွန်တော်တို့သူတို့ဘဝအသက်တာအတွက်ကျွန်တော်တို့ကထောက်ပံ့ပံ့ပူးပေးရမယ်တနည်းပြောမယ်ဆိုစွတ်သိမ်းလုပ်ပေးရမယ်ကျွန်တော်တို့က တတ်နိုင်တဲ့ဘက်ကနဲ့ဒီသားသမီးတွေရဲ့ဘဝအနာကကောင်းစားအောင်လပအောင်နော်မိဘအစီမတာဝန်ရှိတယ်အရင်အနေတွေထုတ်ပေးရတယ်ကျွန်တော်တို့ဒီကလေးတယောက်ရဲ့ဘဝအနာကမိဘမရှိတော့တဲ့အခါမှာသူတို့ခြေတော့သူတို့ရက်တွေပြမလူဒီအာကူထိုက်တဲ့အာကူလောက်တဲ့ကလေးတွေမိဘတွေပြန်ဖြစ်လာဖို့ကတော့မိဘတွေဘက်ကနဲ့သူတို့ကိုကျွန်တော်တို့ထောက်ပံ့ကူညီမဆ ဝိုင်းဝန်းပေးရမယ်